မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာ ကျွန်တော်တို့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီနေ့မှာတော့မိတ်ဆွေတို့တော်ကို1962ခုနှစ် January လထုတ်ကျွမဝမဂဇင်းတွင်ပါဝင်ခဲ့တဲ့စာရေးသူဆရာကြီးတက်တိုးရေးသားထားတဲ့ပွင့်လင်းကေဟာအင်တာယာလို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့ နာတော့တာစင်ကြည်ပေးပါဦးခင်ဗျာပွေလင်းကေဟာအိမ်သားယာလူတွေဟာ ကိုကိုကို ကိုညာနေကြတာပဲဟု ကျွန်တော်မရင်တယောက်ကပြောလိုက်သည်ပြောပြီးသည့်နောက်သူကပင်ဆက်၍ပြောပြလေသည် ကျွန်တော်ခက်ဆော့ဆော့ကပတိစိတ်တယ်တရားထိုင်တယ်ဥပုပ်ဆောင်တယ်သိခါသမารီကြီးနေနေတယ်တကယ်ဆိုတော့ကျွန်တော်ရင်ထဲမှာအမျိုးမျိုးတောင်းချမ်းနေတာပဲပြီးတော့ လူတွေကို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 ညာရာတွေထဲမှာအိမ်ထောင်ရင်းနဲ့ပတ်သက်တာပိုပြီးဆိုတယ်ပိုပြီးလဲများတယ်ကျွန်တော်တော့ထင်တာပဲအိမ်ထောင်တရာမှာ96လောက်ထိမအောင်မြင်ကြဘူးဒါပေမဲ့လူမသိကြဘူးဟုတ်တာဗောဗျအိမ်ထောင်တစ်ခုဟာမအောင်မြင်ပါဘူးလို့လူအများရှိမှဝန်ခံရမှာလောက်ဝင်လေးတာမရှိဘူးအထူးသဖြင့်ကျွန်တော်တို့ဗမာတွေပေါ့လင်မယားကွာရှင်းတယ်ဆိုတဲ့အကြောင်းဟာအိမ်ထောင်မှုမှာမအောင်မြင်တော့ပါဘူးလို့ လူသိနဲ့ကြဝန်ခံလိုက်တာပဲဗမာပြည်မှာကွာရှင်းမှုတွေနေလို့အိမ်ထောင်ရေးတာယာမှုများတယ်လို့ထင်ရင်မှားဖို့ရှိလိမ့်မယ်ဟုတ်တာဗောဆရာရဲ့ကျွန်တော်ဒီကိစ္စကိုတော်တော်လေးလာကြည့်ပါတယ်လေးလာရတာတော့မလွယ်လှဘူးဗောဒီကိစ္စကိုဖွင့်ပြောမဲ့သူအင်မတန်ရှားတယ်အရင်အချာမိတ်တင်ကဟတွေတောင် ဖွင့်မပြောချင်ကြဘူးဒါပေမဲ့ကျွန်တော်တော့တက်နိုင်သလောက်ရအောင်ယူပြီးစုံစမ်းကြည့်တာပဲကျွန်တော်တွေ့ရကြုံရသမျှမှာတော့ခုတင်ကပြောသလိုပဲ တရာမှာ69အိမ်ထောင်တွေဟာအပေါ်ရန်ရွှေမုံကျဲကြီးပဲအဲ့ဒါဘာကြောင့်လဲဆရာဆရာရှာထားတဲ့ဘဟုတုတ္တနဲ့ပြောပြစမ်းပါကျွန်တော်မရင်က ကျွန်တော်ကိုဆရာဟုပင်ခေါ်သည်တပည့်များကဆရာခေါ်၍မေးကြမြန်းကြသည်ကို ခေရချင်းသည်တတ်တာသော အလုတ်ဖြစ်မရင်တယောက်ကကျွန်တော်ကိုဆရာတင်သည့်အခါအတော်ပင်နေရထိုင်ရခက်လာချေသည် ကျွန်တော်လည်းဒီအကြောင်းကို view site လေ့လာမိပါရဲ့ ပညာရှိခမ်းမြမ်းများတို့ရဲ့ကျမ်းတွေကိုလည်းဖတ်ကြည့်ပါရင်အိမ်ထောင်ရေးမအောင်မြင်မှုမှာအကြောင်းတွေအများကြီးရှိတယ်အကြောင်းတွေကညာယုံတွေမကသေးဘူးရှုပ်ထွေးရောရှက်နေတတ်တယ်စိတ်ကိုအရင်ခံတဲ့ကိစ္စဖြစ်တော့အတိခက်လာတဲ့ပြဿနာပဲဗျစိတ်ကိုအရင်ခံနေဆိုတဲ့ဇကားကစပြီးရှင်းစမ်းပါဩလူနှစ်ယောက်အတူနေအတူစားအတူအိတ်နေကြတော့ကိုယ်ကာယချင်းပေါင်းသိမှုဆိုတာဟာထင်ရှားနေတဲ့အကြောင်းပဲဒါပေမဲ့အိမ်ထောင်ကြီးဟာ ကိုကာယချင်းပေါင်းသင်းတာကပဌာနာမဟုတ်ဘူးစိတ်သာပဌာနာပေါ့ကိုကာယချင်းထိတွေ့မှုန်ထူနိုင်ရင်ဘယ်လောက်ကြာမှလဲမကြခင်ပဲထိပါများတော့ထုံပြီးသွားတော့မှာပေါ့ရိုးသွားမယ်ရိုးရကနေပြီးနောက်ဆုံးတော့ဤသွားမယ်ညီးသွားမယ်အရင်ဆုံးတည်ထားဖို့ကအိမ်ထောင်ကြီးဟာကမ္မကုံကိစ္စမပါလို့မဖြစ်ဘူးဆိုပေမဲ့ကမ္မကုံကိစ္စပေါ်မှာသာတည်နေတာမဟုတ်ဘူးပြီးတော့လေကမ္မကုံကိစ္စဆိုတာကိုယ်ကာယနဲ့သက်ဆိုင်တယ်လို့ အပြင်ပန်းမြင်နိုင်ပေမဲ့စိတ်ကသွဲဆောင်စေစားတာပဲစိတ်ကအရေးကြီးတယ်စိတ်မရှိရင် ကမ္မကုံကိစ္စမရှိဘူးရှိအောင်တော့ကျေနပ်စရာမဖြစ်ဘူးပိုပြီးညီငွေ့စရာသာဖြစ်မယ်မိတ်ဆွေက စီကရဖွာရင်ခေါင်းညိတ်လေးသည် ကမ္မကုံစန္ဒဟာအစားအသောက်စားသလိုရင်ငတ်သလိုပါပဲလူရရပြီးရင်ပြေပြော့သွားတာပဲခဏကလေးသာကြာရဲအိမ်တော်ကြီးမှာဒါကလေးနဲ့သာအရင်တီးရရင်ဘယ်လောက်ကြာရှည်ခံပါလဲဗျာ ဒါပေမဲ့အိမ်ထောင်ဆိုတာပြက်ခဲတာပဲပြက်ခဲတာက ခိုင်လို့တော့မမတ်လေးနဲ့ပြက်ပြူတာကို အခွင့်မပြုလို့ပေါ့ဘာလို့လဲဆိုတော့အိမ်ထောင်ကြီးပြက်ပြူတာဆိုတာကိုလူအများကလက်မခံချင်တာနဲ့အိမ်ထောင်ဟာမပြက်ဖဲဟန်ဆောင်မှုကြားကန်ထားတာတွေအများကြီးပဲခမားပြောသလိုပဲညာနေကြတယ်လင်ကမယားကိုညာနေတယ်မယားကလင်ကိုညာနေတယ်သူတို့ကိုသူတို့လည်းပြန်ညာနေတယ်ပြီးတော့နှစ်ယောက်စလုံးက လူအများကို ပူပေါင်းပြီးညာကြတယ်။ဟုတ်တယ်ဆရာ။ဂျိုးသားစွာ လေမယားကွာရှင်းလိုက်ကြရင်ပြီးတော့နောက်ရင်တောင်ပြုတ်လိုက်ကြရင် အားလုံးကအထင်သေးကြတယ်၊ကဲ့ရဲ့ကြတယ်။အဲ့ဒီလိုလူတွေကဲ့ရဲ့ကြအပြစ်တင်ကြမှာစိုးရာနဲ့ဟန်ဆောင်ပြီးတက်တက်လုံးမကွဲမပြော်ဘဝမှာနေသွားကြတဲ့လူတွေဘယ်လောက်များမလဲဆိုတာကျွန်တော်ဖြစ်မတွေးဝန်ပါဘူး။အဲ့ဒီတနာစရာ ဟန်ဆောင်အာဇာနီတွေဟာ မရေတွက်နိုင်ဘူးပေါ့။ရေတွက်နိုင်ခွင့်လည်းမရနိုင်ဘူးလေ။ ဘသူကားမြဖွင့်ဟဝင်ခံမှာမဟုတ်ပဲဖွင့်ပြောဖို့အခက်သားပဲအပေါ်ရန်ပြင်ပန်းမှာတော့လင်းနဲ့မယာတင်း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 ပဲအတွင်းထဲမှာစိတ်ချင်းမညီညွတ်ကြတာနဲ့သူ့ဘာသာသူနေကို့ဘာသာကိုနေကြတဲ့လင်မယားတွေအတော်များတယ်ဒါကိုအပြင်လူတိဖို့ခက်လာတယ်ဟုတ်တယ်ဆရာကျွန်တော်နဲ့အင်မတန်ရင်းနှီးတဲ့မိစေတယောက်ကရင်းနှီးလွန်းလို့ဖွင့်ပြောမှုတယ်သူ့ရဲ့ဇနီးဟာဘာမျှရန်လဲမဖြစ်စကားလဲမများ အပြင်ပန်းကအတော်အေးချမ်းတာယာရယ်ထင်ရပေမဲ့အိမ်ထဲမှာအတူနေရင်၊ကွဲနေကြတာရှင်းနေရှိပြီတဲ့။ဒီလိုအကြောင်းတွေဟာတဖြည်းဖြည်းစုံစမ်းလိုက်ရင်အတော်များများတွေ့ရလိမ့်မယ်။လင်မယားချင်းစကားမပြောကြဘဲတိမ်ထဲမှာနေကြတာအသက်ထန်ဆုံးပဲ။ဒီလိုဟာရရှိတယ်။ကျွန်တော်တို့ဗမာတွေမှာအတော်များတယ်လို့ထင်မိတာပဲ။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဥပဒေတွေမှာပွင့်ပွင့်လင်းလင်းဝန်ခံရမှာရှက်တယ်ဆိုတဲ့အစွဲရှိနေတာကိုဗျ။အနောက်တိုင်းမှာတော့ လေမယားချင်းစိတ်မညီညွတ်ရင်နှစ်ယောက်သားတိုင်ပင်ပြီးကွာရှင်းလိုက်တာပဲဒီလိုကွာရှင်းလိုက်ကြလို့ဘသူကမျှသူတို့ကိုအပြစ်မတင်ကြဘူးသူတို့မှလည်းစိတ်အကြီးကျယ်ထိခိုက်တယ်လို့မဆိုတာဘူးအခြေအနေပြောင်းလဲတဲ့အတိုင်းပဲနေထိုင်ပြုပြင်ပြီးနေကြတာပဲအသိယူခြင်းနဲ့ယူလိုက်ကြတယ်မယူခြင်းသေးတဲ့လူကလည်းမယူသေးပဲနေလိုက်တယ်ကျွန်တော်အစကတော့သူတို့စီမှာလင်းကွာမယားကွာမှုတွေများလွန်းတာကိုကဲ့ရဲ့ခြင်းတလို့လို့ဖြစ်ခဲ့ဘူးတယ် ဒါပေမဲ့ကျွန်တော်တို့စီမှာဒီအမှုတွေနဲ့လို့အိမ်ထောင်မှု အောင်မြင်တယ်လို့ကြွားမှာခက်ခက်ခက်ပဲပြောင်ပြောင်ပဲကွာလိုက်ရတာကကောင်းတာပေါ့ဗျာမကွာမရှင်းပဲအိမ်ထဲမှာရင်ကွဲနေကြတာကအတော်ခက်တယ်မကွာရှင်းတာကတော့ယဉ်ကျေးမှုဥပဒေထုံးတမ်းကဒီလိုကွာရှင်းတာကိုမနစ်သက်ကြရုံနဲ့မကဘူးသားတွေသမီးတွေညံ့ညာတာလည်းအများကြီးပါပါတယ်ဗမာစံနဲ့ပညာရှိတချို့ကဆိုကြတယ်အိမ်တောင်ကြီးမသားမရရင် အခြေသစ်အနေသစ်ပြောင်းလိုက်တာဟာညံပြင်းရကြတယ်တသက်လုံးပဲအောင့်ဤနေလိုက်ဖို့ပဲကောင်းနေတယ်သူတို့ကတော့လောကကြီးမှာလူကဲ့ရဲ့မှာအပြစ်တင်မှာအင်မတန်ဆိုးတယ်အဲ့ဒီဘေးဒဏ်ကို ကြောက်ပြီးတသက်လုံးမကွဲမပြောနေလိုက်ကြတာပဲအဲ့ဒီပညာရှိကြီးတွေကတော့ချေးကြတဲ့အယူဆတွေကိုပဲဂျင်းမှပိုက်ထားသေးတာကိုဩသူတို့ကခေပညာတက်ပေမဲ့ဗမာစံကြတာကိုဗမာစံနေတာပြောတယ်ဗမာယဉ်ကျေးမှုက ်ယောက်ျားကောင်းမောင်မတထောင်လို့သိုးထားသေးတာပဲမယင်ငယ်ယူတဲ့အလေးကိုခေဆက်ဆက်ကဲ့ရဲ့လာကြပြီမဲ့မယင်ငယ်ယူတဲ့အလေးလောက်ခေစားတဲ့အလေးလဲဗမာပြည်မှာလောက်ဘယ်ပြည်မှာမှမရှိပါဘူးတခြားပြည်တွေမှာလဲဒီအလေးမထွန်းကားဘူးလို့မစိုးနိုင်ပါဘူးဗျာဒါပေမဲ့မရယူရာနဲ့အိမ်ထောင်အပြောင်းလဲလို့တာကွာသေးတယ်မယင်ငယ်ယူတာက ကမကုံနေချက်တာတတ်တတ်ပဲဒါဖြင့်မရကိုကွာရှင်းပြီး နောင်ရင်ထောင်တစ်ထူတာကဘလို့သဘောလဲကမကုံကြောင့်မဟုတ်ဘူးလားဟာအိမ်ထောင်ရေးမှာကမကုံကြောင့်မဟုတ်ဘူးလို့တော့ဘဲဆိုတာမှလေဗျာဒါပေမဲ့ဒါကြီးမဟုတ်ဘူးလို့တော့ပုံနိုင်ဖို့အကြောင်းတွေရှိသေးတယ်ကျွန်တော်လည်းပြောပြဖို့သားပဲအချင်းနဲ့အကြိုက်ခွဲခြားသိဖို့လိုတယ်လို့အချင်းနဲ့အကြိုက်ဆိုတာကလေတော်ယုံတန်ယုံနဲ့ခွဲခြားလို့ရတာမျိုးမှမဟုတ်ပဲအခက်သားပဲလေဟုတ်တယ်အတော်ပဲခက်တယ်အင်္ဂလိပ်စာရေးဆရာကြီး အော်စကာဝဲလ်ဘဲထင်ပါရဲ့ပြောတယ်အချစ်ဆိုတာဟာတဆေနဲ့တူတယ်တဆေအကြောင်းပြောတဲ့လူတွေအများကြီးပဲတဆေကိုတွေ့ဘူးကြတဲ့လူကတော့အင်မတန်နေတယ်ကျွန်တော်ကံအကြောင်းတရားကိုအကြီးကျယ်ယုံပါတယ်အိမ်တော်ကြီးမှာကံဟာ အခရာပဲလေမယားရယ်လို့မယူကြခင်ကဒါအချစ်ပဲဒါအကြိုက်ပဲလို့ခွဲကြနိုင်ဖို့ဘယ်မှာဖြစ်မှာလဲဗျာတကယ်အချစ်နဲ့အကြိုက်ဆိုတာကလေခွဲလို့ရခဲပြီချင်းပဲ ပြီးတော့လေအိမ်ထောင်ပြုတ်ရဲဆိုတာအလင်းတင်တယ်လို့ဖြေကြရတဲ့ကိစ္စမျိုးဘယ်လိုမျှကြိုတင်ပြောလို့မဖြစ်နိုင်ပါဘူးဗမာစကားရှိတယ်လေရေဆက်ဆုံလို့ပေါင်းကြရတာရေဆက်ကုံတော့ကွဲကြတာပေါ့ရေဆက်ဆုံနေရေဆက်ကုံနေဆိုတာဟာကန်စီမံမှုပဲဗျာကန်စီမံရာကိုခံကြရမှာကြီးမှုအပြစ်မဆိုတာပါဘူးအိမ်ထောင်ကြီးတီမြဲခိုင်ခန့်အောင်ဘယ်လိုလုပ်သင့်နေဆိုတာဆရာမြင်ရပြောပြဆမ်းပါစေးမိတို့မရှိဘူးဗျာ မပြောဝင်ဘူးဘာဖြစ်လို့လဲဆိုတော့ပြောပြတာတွေဟာအတုံးကြချင်မှကြမယ်လူမှုလူရေးဟာချုပ်ထွေးလာပါတယ်ကျွန်တော်ဖြင့်လူအကြောင်းကိုဂရုစိုက်ပြီးကြည်လေလေလူအကြောင်းမသိလေလေပါပဲကျွန်တော်တော့ကျွန်တော်အကြောင်းကိုတော့မှမသိပါဘူးဗျာအိမ်ထောင်မตายမှုတွေကတော့နေရာတကာကဘာနဲ့အဝမ်းဆိုသလိုမျိုးအိမ်ထောင်ရေးသူ့တေတီတွေတပင်တပန်စူးစားကြပြီမဲ့အိမ်ထောင်ရေးတာယာမှုကိုဖြစ်တဲ့နီလန်းကိုဘယ်သိပ္ပံပညာပါရဂူကမှ ရှာလို့မတွေ့သေးဘူး။နောင်လဲတွေ့မှာမဟုတ်ဘူး။အင်းဟုတ်ပြီတော့။စိတ်ဟာဘယ်သိပ်ပံပါရဂူရဲ့အစမ်းအသက်အစစ်စစ်ခံတာမှမဟုတ်ဘဲစိတ်နဲ့စိတ်ပေါင်းဆက်ဖို့လိုတဲ့အိမ်ထောင်ရေးဆိုတဲ့ကိစ္စမှာအောင်မြင်ရနီးလန်းရလို့ရှိနိုင်ဖို့ခဲရင်သားကလား။စိတ်နဲ့စိတ်ပေါင်းဆက်ဖို့ဆိုတာအင်မတန်ဖြစ်နိုင်ခဲ့တယ်။အိမ်ထောင်ရေးမှာတာယာရောင်ရှိနေတဲ့လူတွေကိုတည်တည်ချာချာကြည်စမ်းကိုကချစ်နေရင် ကိုက သူ့အလိုလိုက်ပြီးသူ့စိတ်နောက်ကို ကိုယ်စိတ်အလိုက်ခံရမယ်ဆိုတဲ့သဘောထားပိုက်ထားကြတဲ့လူတွေကြီးပဲအဲ့ဒီလူတွေဟာစိတ်ချမ်းသာမှုရကြသလားစိတ်ချမ်းသာမှုဆိုတာလေအတော်ခက်တဲ့စကားပဲခံနိုင်တော့ကျင့်တတ်တော့မှတော့စိတ်ချမ်းသာတယ်ပဲဆိုပါတော့မခံနိုင်ဘူးမကျင့်တတ်တော့ဘူးဆိုတာနဲ့တပြိုင်နက်အရင်ကခံခဲ့ရတဲ့ဒဏ်တွေနဲ့ပိုပြီးတံပြန်ရိုက်နိုင်တယ်ခံနိုင်တယ်ဆိုတာလေစဉ်းစားကြည့်လေတင်းကုတ်တောင်မှခလုတ်တိုက်ပါများရင်နေသေးတယ်မဟုတ်လားအိမ်တောင်ကြီးမှာကျွန်တော်ထင်ပြောတာနော် စိတ်ထားသဘောထားချင်းကွဲခြားနေရင်တော့တနေ့မဟုတ်တနေ့ဆိုသလိုကွဲကြမှာပဲကွဲတယ်ဆိုတာစိတ်ချင်းကွဲမှာကိုဆိုတာလေလူချင်းကွဲချင်မှာကွဲမယ်ဟန်ဆောင်အာဇာနီစည်ရင်တွေရောက်သွားကြမှာပေါ့ဥပမာအိမ်ထောင်သိနှစ်ယောက်ဟာအနှစ်20ကျော်အစိတ်ပေါင်းပြီးခါမှစိတ်ချင်းကွဲလာကြတယ်ဆိုပါတော့ပြန်ပြီးစီစစ်ကြည့်ရင်ဟိုရင်တုံးကလေးကစိတ်ချင်းမဟတ်မိတာကလေးတွေအများကြီးကိုတွေ့ရလိမ့်မယ်အဲ့ဒီမဟတ်မိတာကလေးတွေဟာအေးပါအရာရောက်တယ်လို့ အောင်းမေ့စရာမဟုတ်ဘူးလို့ဆိုနိုင်ပါ रे အဲ့ဒီကလေးတွေကိုမှတ်ထားတယ်လို့မဆိုနိုင်ပေမဲ့ဂျင်ထဲမှာအညိကလေးတွေလိုကတ်နေတယ်အဲ့ဒီအညိကလေးတွေတဖြည်းဖြည်းကတ်ပါများတော့ဒံအိုးဆိုရင် ပေါက်ရောပေါ့ဟုတ်လားကျွန်တော်မရင်ကခေါင်းညင်ရင် secret မီးညှိ၍ဖြွာပြန်လေသည်ဒီလိုချပြောရင်ရည်စရာတော်ဖြစ်နိုင်တဲ့သူကြီးဆိုရင် မဖြစ်တော့တဲ့အသေးဖွဲမညီညွတ်မှုကလေးတွေကိုမမြင်နိုင်ကြတဲ့အလျောက်လူတယောက်ကသူ့ဇနီးတွေကို မချစ်ခင်မကျေနာသလိုလုပ်ရင်ဇနီးတွေကနားမလည်နိုင်လောက်အောင်ဖြစ်ပြီးသူထင်ရမြင်ရကိုစွဲပြီးရေရွတ်ပြောဆိုလေတော့သတိလိုပဲဆိုရမှာပေါ့ဗျာဒါကတော့နှစ်ယောက်စလုံးအပြစ်မကင်းကြဘူးပေါ့ဒါပေမဲ့ယောက်ျားပြစ်မှုကပိုပြီးထင်ရှားတော့စီရင်ချက်ချရင်ယောက်ျားသာခံစီပေါ့ဟုတ်ပါရဲ့မရေငယ်လျှောက်ယူနေတဲ့ယောက်ျားတွေလည်းရှိပါရဲ့ချွတ်ချွတ်ချွတ်ချက်တွေပြည့်လို့ပေါ့ဒါတွေကိုထဲ့မပြောပါဘူးတသက်လုံးကိုသိခါကို ကိုယူသေးလာရကဖြစ်သွားရတဲ့လူတွေလည်းရှိသေးတယ်။ကျွန်တော်ငငယ်တုန်းကကျွန်တော်တို့မြို့မှာတော်တော်ယူတဲ့ခရစ်ယာန်အသင်းထောက်ဆရာတယောက်ရှိတယ်။အတော်ပဲတိတ်ခါသမားကြီးရှိပါတယ်။ဒါနဲ့အသက်40ကျော်50လောက်မှာပေါ့ဗျာ။ဒီနေ့တော့မိမတယောက်နဲ့လိုက်ပြေးတယ်။သူ့မိမနဲ့ကလေးတွေကိုထားပြစ်ခဲ့တယ်။အဲ့ဒီလိုလူမျိုးပေါ့ဗျာ။ရိုးပုံရိုးလက်နဲ့ကမြင်းထတာလို့အပြစ်တင်ခံရတာ။ဒါပေမဲ့ကျွန်တော်တို့ဒီလိုမထင်ဘူး။ဒီလိုဟာဒီလိုမိမတယောက်နဲ့ လိုက်ပြေးတဲ့အဖြစ်ကလွဲလို့တသက်လုံးဘာအပြစ်မျှရှိတယ်လို့မကြားရဘူး။အဲ့ဒီလိုလှုပ်သွားတာကံမကုံစိတ်ကြောက်လို့ထင်သလား။အချင်းကြောက်လို့ဆိုရမှာပေါ့။ဒါပေမဲ့ကျွန်တော်တော့တိတ်သဘောမပေါက်လှဘူး။ကံမကုံစိတ်ဆိုတာကတော့ဗျာလူတိုင်းမှာတတဝါတိုင်းမှာရှိတာပေါ့။အထူးပြောနေဖို့ဘယ်လိုမလဲ။ဒီလူမိမနဲ့ပြေးပြေးမပြေးပြေးကံမကုံစိတ်တော့သူများနီးသူရှိတာပေါ့။ဒါပေမဲ့ဒီကိစ္စမှာကံမကုံစိတ်ကို အရင်ခံတာလား ကမ္မကုံစိတ်ကတိုက်တွန်းတာလားမဟုတ်ဘူးဗျအချစ်စိတ်ကတိုက်တွန်းတယ်လို့ပြောလိုက်ရုံနဲ့လေခမားနားလေခြင်းမှနားလေမယ်အချစ်စိတ်ဆိုတာဘာလဲကို့မှာလိုနေတဲ့အရေးချင်းကလေးသူ့မှာရှိတယ်လို့မြင်တာနဲ့တကယ်မမြင်နိုင်အောင်တော့ရှိမယ်လို့မျှော်လင့်တာနဲ့သူ့ကိုယ်ကိုစိတ်ပေးလိုက်တယ်အဲ့ဒီလိုပေးတာကိုပဲချစ်တယ်လို့ဆိုရမှာပေါ့အဲ့ဒီခရစ်ယာန်ဆရာရဲ့အကြောင်းကိုကျွန်တော်စုံစမ်းကြည့်တယ်သူဟာယိုယိုအားအေးပဲသူ့ပထမမရလေ သူ့လိုပဲဂျိုးအားအေးပဲလူတွေကတော့ဒါမျိုးကိုလိုက်ဖက်တယ်ပြောမှာပေါ့ဒါမှားတဲ့ယူဆပဲဗျအဲ့ဒီခရစ်ယာန်ဆရာဟာသူ့ကိုယ်တိုင်ကယူအားအေးတော့သူ့ရင်ထဲမှာသူ့မှာမရှိတဲ့အရေးချင်းတွေကိုလိုလားတယ်နှစ်သက်တယ်သူ့နောက်မိမကတော့တွတ်တွတ်လက်လက်ရှိတယ်အဲ့ဒါပဲကြည့်တော့သူ့ကိုယ်သူယိုမှန်အာမန်တီလို့ငါဟာတွတ်တွတ်လက်လက်ဖြစ်ချင်လိုက်တာဆိုတဲ့စန္ဒသူ့ရင်ထဲမှာရှိနေခဲ့တယ်အဲ့ဒီစန္ဒရဲ့ရုပ်ပုံကိုသူ့ဒုတိယမိမမှာ ေါ်ပေါ်လွင်လွင်မြင်တွေ့ရတော့အဲ့ဒီမိမလိုသူဖြစ်ချင်တဲ့စိတ်ရှိတယ်။ဒါပေမဲ့သူတသက်မှမဖြစ်နိုင်ဘူးဆိုတာလည်းသိတယ်။ဒါကြောင့်မို့ကိုမဖြစ်မဲ့အတူ ဖြစ်နေတဲ့လူကို ပိုင်ချင်လာတာပေါ့။အဲ့ဒါပိုင်ချင်တဲ့စိတ်ဟာ အချစ်စိတ်ပဲ။ပြောလက်စားနဲ့ဆက်ပြောရအောင်မေ။ဥပမာဆိုဆိုမိန်းကလေးနှစ်ယောက်ရှိတယ်ဆိုပါတော့လူတစ်ယောက်ဟာနှစ်ယောက်လုံးနဲ့တီကျွဲရာကတယောက်ကိုချစ်တယ်တယောက်ကိုတော့ခင်ုံပဲခင်တယ်အဲ့ဒါဘယ်လိုသဘောလဲ တယောက်ကိုချစ်တာကတော့သူ့မှာရှိတဲ့အရေးချင်းဘာရေးချင်းမဲ့ဖြစ်ဖြစ်ကိုချစ်သူကလိုချင်တယ်သူ့မှာမရှိတဲ့အဲ့ဒီမိန်းကလေးမှာရှိတဲ့အတွက်မနာလိုဘူးအဲ့ဒီမနာလိုတဲ့စိတ်ကြောင့်ချစ်စိတ်ပေါ်လာတာပဲမနာလိုစိတ်ဟာစင်စစ်တော့ချစ်စိတ်နဲ့ညီကိုတော်တယ်ခင်တဲ့လူကတော့မနာလိုစိတ်မရှိဘူးသဘောကြအောင်ပဲသဘောကြတယ်မနာလိုစိတ်ငုံသွားတဲ့အခါအချစ်စိတ်ပေါ်လာတာပဲအချစ်စိတ်အင်အားနည်းလာရင် မနာလိုစိတ်က ခေါင်းထောင်လာတော့တာပဲကဲစကားအစသိမ့်တဲ့သဘောနဲ့အိမ်ထောင်ကြီးအကြောင်းနင်းနေဖြစ်ပြောစမ်းပါဦးအိမ်ထောင်ကြီးနဲ့ပတ်သက်လို့ပြောစရာတွေအများကြီးပေါ့ဗျာကျွန်တော်တော့ဗမာပြည်မှာဝုန်းဝုန်းရေးရေးမပြောချင်ပါဘူးပြုပြင်ရေးတွေအမျိုးမျိုးလုပ်နေကြပြီမဲ့အိမ်ထောင်ကြီးပြုပြင်မှုကိုတော့ဘယ်သူမှမစရဲမတို့ရဲကြဘူးစဖို့တို့ဖို့လဲဘယ်လွယ်မလဲဗျာတခြားနိုင်ငံတွေမှာတော့လူတွေဟာအတွေးခေါ်လွတ်လပ်တယ်တိုးတက်တယ်ဆိုပေမဲ့ ဒီအိမ်ထောင်ရေးစနစ်ပြုပြင်မှုကိုမဆရဲဘူးဗျဘာထရန်ရဲဇယ်လိုလိုလူကြီးတွေကအိမ်ထောင်ရေးအကြောင်းတော်တော်ရဲရဲကလေးဆိုကြပါရဲ့ဒါပေမဲ့သူတို့ရဲ့အတန်ဟာတော်ကြီးမြတ်မဲတဲ့អော်ရဲအတန်လိုပါပဲဗျာဘသူကမျှမကြားကြဘူးကြားပြန်အောင်တော့သူတို့ရဲ့အကြံပေးချက်ကိုဘယ်သူကလက်ခံဆောင်ရွက်ဝင့်မှာလဲခတ်ပါရဲ့ဗျာတက်တူမိတ်ဆွေများခင်ဗျာအခုဆိုရင်တော့ 1962ခုနှစ်ဇန်နဝါရီလထုတ်ရှုမောဝမဂ္ဂဇင်းတွင် ပါဝင်ခဲ့ရယ်။စာရေးသူဆရာကြီးတက်တိုးရေးသားထားတဲ့ပွင့်လင်းကီဟာအင်တာယာလို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါရယ်။အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။မိတ်ဆွေတွေအားလုံးလည်းတာယာအေဂျင့်ရဲ့နေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ။